မှန်ဒီတရေကျိုးပေါင်းမီလေးကိုပညာဒါနာပေးမယ်လို့ပြောထားရနော်အဲ့ဒါကိုမှဒီမှာဆိုရင်သူရဲ့အိတ်ကလေးရောပါရပေါ့နော်ဒီမှာဒီမျိုးလေးပါသူကကြတော့မှတို့ရှေ့ချမ်းမှာကြတော့ဒီပွားတာနေပြီးတော့နောက်ချမ်းကိုပို့ပြီးတော့ပေါင်းထားပြပါတယ်အာဆိုရင်မှဒီမှာပေးမှာလဲပေးအိတ်ကလေးနဲ့ပေါ့နော်အာမှတို့ဒီမှာဘုလိုလေတတောင်တတာရှိပြီးတော့နည်းနည်းစမက်ကြရပေါ့နော်အရင်အရှိမှလည်းမတို့ဖောင်းဖောင်းပေါပါကြီးမနေဘူးဝလုကောင်းတဲ့ပဒံလေးပေါ့နော်အဲ့ဒါကိုမတို့ဆက်ပြီးတော့ကြည်ပေးမယ်နော် မိတိုင်းမယ်ဆိုရင်ပုံမှန်အတိုင်းပေါ့နော်အမတို့စကတ်တိုင်းတလူမျိုးတွေတိုင်းလို့ရတယ်အဲ့မှာအမတို့ဘယ်လိုတိုင်းမလဲဆိုတော့ရင်ဆုံးခပတ်လေကိုတိုင်းမယ်ဒီလိုမျိုးခပတ်လေကိုတိုင်းလိုက်မယ်ပြီးလို့ရှိရင်အမတို့တရားတင်ပတ်လေကိုတိုင်းမယ်ဒီလိုမျိုးတင်ပတ်လေကိုတိုင်းမယ်တိုင်းပြီးလို့ရှိရင်အမတို့ဒီလိုမျိုးခါကနေတင်ကိုသူ့ရဲ့အတိုင်းကိုတိုင်းမယ်ပေါ့နော်အဲ့လိုမျိုးတိုင်းပြီးမယ်ပြီးလို့ရှိရင်အမတို့ခွာအတိုင်းမယ်ပေါ့နော် ဒီလိုမျိုးပေးတန်းဘောနော်ညံပြီးတော့တိုင်လိုက်ရပါဘောနော်ဒီကနေဆိုရင်မာလူသူရဲ့ကွာဘလောက်လဲဘောနော်ဒီမှာကွာဆက်တယ်လဲမှာအခုညီမလေးဝတ်ပြထားတယ်လို့ဒီလိုအရှိလဲမာလူဆွဲလို့ရရဘောနော်အဲဆိုရင်တော့ဒီခါမြင်းကနေအောက်ကိုကိုလိုတလောက်တိုင်လိုက်မယ်မာလူဒီမှာဘောင်းမီတိုင်တဲ့အခါမှာဘောင်းမီထုတ်တဲ့အခါမှာဘာလို့မလဲဆိုတော့ခါပဲလဲဒီမဲ့လဲပြီးလို့ရှိရင်ခါမတင်ခါမတင်ပြီးရင်ကွာပြီးရင်မာလူအရှိကိုလိုချင်းနဲ့အရှိဘောနော်အဲ့ဒါဒီငါးချက်လို့မယ်နော်အဲ့ဒါရပြီးတော့ပြီဆိုရင်မာလူပုံသေးနီးကိုကြာတော့မှဆွဲတဲ့အခါကျရင်ပြောပြမယ်နော် ်မတို့ဒီလိုမျိုးနင်းပြောင်လေးတစ်ခုဆွဲထားမယ်အဲ့ဒီမှာကြာရင်မတို့အရင်ဆုံးခြေချောင်းကိုဆွဲမယ်ပေါ့နော်ခြေချောင်းကိုဆွဲတဲ့အခါမှာမတို့ဘယ်လိုလုပ်မလဲဆိုတော့အရင်ဆုံးခမတင်အတိုင်းကိုမှတ်လိုက်မယ် လက်မသမားတွေကလည်းလက်မနဲ့လုပ်လို့ရတယ်စင်တီသမားတွေကလည်းစင်တီနဲ့လုပ်လို့ရတယ်ပြီးလို့ရှိရင်မတို့အဲဒီကွာအမြင်ကိုမှတ်မယ်နော်ကွာတန်ပိုးကိုမှတ်လိုက်မယ်အဲဒီကွာတန်ပိုးမှာမတို့ဒီတိုင်းအတီကြီးကိုကမလုပ်ချင်ဘူးအဲဒီကွာအရှည်ကိုမှမတို့ CN နဲ့ဆိုရင်မတို့3 CN လောက်ထပ်ပေါင်းမယ်ဒီကွာအရှည်ကိုလက်မနဲ့ဆိုရင်မတို့ဘယ်လောက်လဲဆိုတော့တလက်မနဲ့နှစ်စိတ်လောက်ထပ်ပေါင်းမယ်နော်ကျန်တာတွေကတော့ဒီတိုင်းပဲအော်မတို့ဒီနေရာနေဒီကကာမတင်ဒီကနေ ဒီဟိုကမတို့ခွားကို3 cm လက်မနဲ့ဆိုရင်တလက်မနဲ့နှစ်စိတ်ပေါင်းထားတဲ့ဟာเนาะအဲ့တန်ပို့မှတ်မယ်အဲ့လိုမှတ်ပြီးပြီဆိုရင်မတို့ရှစ်ချမ်းရှစ်ချမ်းကိုမတို့အရင်ဆုံးပါလို့မလဲဆိုတော့တင်ကိုလေးနဲ့စာပြီးလို့ရှိရင်အဲ့ဒီဟာကို3 cm ပေါင်းမယ်လက်မနဲ့ဆိုရင်မတို့ဒီနေရာမှာတလက်မနဲ့မှာနှစ်စိတ်ပေါင်းမယ်เนาะသူရဲ့တင်ပတ်လေကို ပါလောက်တာလဲလေးနဲ့စားရဲပြီးလို့ရှိရင်တလက်မနဲ့နဲ့စိတ်ပါမယ်အဲ့တန်ဖို့ကိုမအောင်မှတ်လိုက်မယ်ဒီမှာတင်ပါတင်မြင်ပါရင်ခါမှတင်မြင်ပါခါမှတင်အမှတ်ပေါ့နော်အဲ့အမှတ်မှရင်းဆုံးမှတ်မယ်ပြီးလို့ရှိရင်အပေါ်ကခါမှလည်းအတူတူမှတ်လိုက်မယ်နော်ပြီးရင်အောက်မှလည်းမတို့ကွာမြင်ပါလဲဒီလိုမျိုးအတူတူမှတ်လိုက်မှတ်လိုက်ပြီးတော့ကမှဒီလိုမျိုးဆွဲချလိုက်ဆွဲပြီးလို့ရှိရင်မတို့ဘာလုပ်မလဲဆိုတော့ ဒီဘက်ကမတို့ကွာဒီကွာထုတ်ဖို့လိုပြီပေါ့နော်ကွာထုတ်ပြီးလို့ပြီဆိုတော့မတို့ဒီမှာဒီကွာတုံမှာဆိုတော့ဒီကကွာမြင့်မှာမဟုတ်ဘူးလားကွာမြင့်ကိုလာမယ်အဲ့ဒီမှာမတို့ဒီကနေဒီဘက်ကိုသူ့ရဲ့တန်ဖိုးကကျတော့မတို့တင်ကိုမတို့20နဲ့စားတယ်ဟာနော်အဲ့ဒီတန်ဖိုးကိုမှတ်လိုက်မယ်တရားပုံတင်နေရရှိချမ်းမှာဆိုရင်ဘယ်လောက်လဲတင်ကို20နဲ့စားမယ်ဒီတန်ဖိုးကတင်ကို20နဲ့စားနော် ဲ့လိုမျိုးရပြီရပြီဆိုလို့ရှိရင်မတို့သူ့ရဲ့တန်ဖိုးဒီမှာကွာမြင်ရနေဒီဘက်ကိုမှန်လိုက်ပြီနော်ကွာလေးထုတ်လိုက်ပြီထုတ်လိုက်ပြီဆိုလို့ရှိရင်မတို့ခါမြင်ဝင်လာမယ်ဒီမှာကျတော့ခါဒီမှာကတင်ဒါကွာရတယ်နော်အဲ့ပြီပြီဆိုရင်မတို့အတွင်းထဲကိုမတို့ဘလောက်ဝင်မလဲဆိုတော့ 2cm လက်မှတ်နဲ့ဆိုရင်6စိတ်လောက်ဝင်လာမယ်ဝင်ပြီလို့ရှိရင်မတို့ဒီကခါမြင်နဲ့ဒီကတင်မြင်ကိုအဲ့လိုမျိုးမြင်းဖြောင်းတိုင်းမှာဆက်ပြီးမယ်နော်ဆက်ပြီးပြီဆိုလို့ရှိရင်မတို့ဘာလုပ်မလဲဆိုတော့ဒီက ဒီမှာကွာတောင်းလေးအဲ့ဒီတောင်းကနေမှာအမတို့ဒီလိုမျိုးပေတန်းအကြည့်နေပေါ့နော်အာဒါအမခုကကျတော့အမစိုက်ချုံပြီးတော့ပြတ်ထားပြီးတဲ့အတွက်ဒီလိုမျိုး55ဒီဂရီမှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်ဒီတောင်းလေးကနေဒီလိုမျိုးမှတ်မယ်မှတ်ပြီးလို့ရှိရင်ဒီကနေအမတို့လက်မှတ်နဲ့ဆိုရင်တစ်လက်မှာဒီလိုမျိုးဒီတောင်းကနေဒီဘောတက်လိုက်နော်မှတ်လိုက်မယ်စီရန်နဲ့ဆိုရင်2.5စီရန်ပေါ့နော်အဲ့ဒါကို တက်လိုက်မယ်တက်လိုက်ပြီးခါမှာမာရိုဒီကတင်မြင်းနဲ့ဒီက2.5တလမအမှတ်နဲ့ဒီကကွာမြင်းနဲ့အဲ့ဒီဟာလေးကိုဒီမျိုးလေးပေကွေးကိုအကွေးကိုဒီလိုမျိုးအောက်လေးရထားပြီးတော့အဲ့ဒါကိုမာရိုကဒီလိုမျိုးလေးဆက်ပြီးရရနော်ဒီလိုမျိုးလေးဆက်ပြီးမယ်ဆက်ပြီးလို့ဆိုရင်မတော်ဒီကကိုယ့်ရဲ့အရှိပေါ့နော်အဲ့ဒီဟာကိုဒီလိုမျိုးမှတ်လိုက်အောက်ကိုအရှိကိုကဘလောက်လိုချင်လဲဆိုတာမှတ်မယ်အမကဒီမှာအတူလေးပြတဲ့အတွက်အဲ့ဒါကိုဒီလိုမျိုး အတူပေါ့နော်ကိုလိုတလောက်လေးကိုဒီလိုမျိုးမတို့တရားနေခမ်းမြန်နေဘလောက်လိုရလဲအမ် CN နဲ့ဆိုရင်60ဆိုရင်60ပေါ့နော်အလက်မှတ်နဲ့ဆိုရင်မတို့ကိုကဘလောက်လိုရလက်မှတ်နဲ့ဆိုရင်20အဲ့လိုမျိုးကိုကိုလိုချင်တဲ့အတိုင်းကိုကိုကမှတ်လိုက်မှတ်ပြီးပြီဆိုလို့ရှိရင်ဒီမှာအဲ့ဒီအမှတ်ကိုဒီဘက်ကရောဒီဘက်ကရောအရှိအညီလုတ်လုတ်ပြီးလို့ရှိရင်မတို့ဒီကဒီကွာရှိရဲ့ဘက်ကနေအတွင်းတက်ကိုမတို့ဘလောက်ဝင်မလဲဆိုတော့အတူဆိုရင်မတို့2 CN လက်မှတ်နဲ့ဆိုရင်မတို့60လောက်ဝင်မယ်ဝင်ပြီးတော့ခါမှာမတို့ကဒီကွာမင်းလင်းနဲ့ဒီလိုလေးဆက်ပြီး နော်အဲဆိုရင်မတို့ဒီကရှေ့ချမ်းလေးကဒီ body plan လေးကပြီးပြီပေါ့နော်ဘယ်လိုကိုကအိတ်ကတက်မယ်ဆိုလို့ရှိရင်မတို့ဘယ်လိုလုပ်မလဲဆိုတော့ဒီကရှေ့ချမ်းနော်ဒီကရှေ့ချမ်းကနေအတွင်းထက်ကိုမတို့ဘယ်လောက်ဝင်မလဲဆိုတော့နှစ်လက်မှ CN နဲ့ဆိုရင် 5CN နော်ဝင်မယ်ဝင်ပြီလို့ရှိရင်မတို့ဒီမှာဒီကအိတ်ကအရှိလေးအဲ့ဒါကျတော့ CN နဲ့ဆိုရင် 15CN လာ 15စီရန်လက်မှတ်နဲ့ဆိုရင်မတော်ဘလောက်ပြင်မလဲဆိုတော့6လက်မှတ်လောက်ပါနော်6လက်မှတ်လောက်ဝင်ဝင်ပြီးတော့ခါမှာအာချချမယ်ချပြီးတော့ခါမှာဒီကနှလက်မှတ်ဝင်ထားတဲ့မှတ်နဲ့ဒါလေးကိုဒီလိုပြီးဆက်လိုက်နော်ဒါဆိုရင်သူရဲ့အိတ်ကရာလေးရလာတယ်ပြီးပြီဆိုလို့ရှိရင်မတော်သူရဲ့အိတ်ကအိတ်ကအတွက်ကိုအမတို့ကလှိမ်ဆူးလေးလှိမ်ပေးရမှာပေါ့နော်အဲ့ဒါကြတော့အမတို့အိတ်ကရှိရဒီဘက်ကနေသူနှက်လက်မဝင်ထားတဲ့ဘက်ကနေ